ငလင်ကြီးရပီဆက်လက်မြင့်တန်နေသည့်လိုအပ်ချက်များကိုဖြည့်ဆည်းရန် EU ကယူရို၅တန်ပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးငလျင်ကြီးရပြည်ဆက်လက်မြင့်တက်နေတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အတွက်ဥရောပသမဂ္ဂရန်ပုံငွေယူရို၅တန်းပေးရအကြောင်းကိုကမ္ဘာစားနယ်ရိတ်ခါ CSN WFP နဲ့ဥရောပသမဂ္ဂ EU တို့ကယမန်နေ့ကပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။ EU ကပံ့ပိုးကူညီထားတဲ့ရန်ပုံငွေတွေနဲ့ငလင်ဘေးဒဏ်အစိုးရဆုံးခန်းစားခဲ့ရသူတွေဟာ စားနယ်ရိတ်ခါသို့မဟုတ်စားနယ်ရိတ်ခါဝယ်ယူရန်ငွေသားအကူအညီတွေနဲ့ကလေးနယ်မိခင်တွေရဲ့အတွက်အထူးအဟာရအထောက်ပံ့တွေကို ရရှိကြမှာဖြစ်တယ်လို့ဆိုပါတယ်။ အထီးရထောက်ပံ့ထွေးကိုအခုအညီလိုအပ်နေသူတွေစီ WFP ကိုတိုင်းတိုက်ရိုက်ပေးရသွားမှာဖြစ်ပြီးဒေသခံမိဖတ်ထွေးနဲ့အစိုးရမဟုတ်သောအဖွဲ့အစည်း NGO တွေနဲ့လက်သွဲဆောင်ရွက်သွားမှာဖြစ်ပါသည်။ WFP ရဲ့ပနမတုံပြန်ရေးအစည်းအဝေးအတွင်းမှငလင်ထံအစိုးရအဆုံးထိခိုက်ခန်းစားခဲ့ရတဲ့ဒေသတွေက စုစုပေါင်းလူဦးရေ၄သိန်းခန့်ကိုအရေးပေါ်စားနေရိတ်ခါစားနေရိတ်ခါဝယ်ယူရန်ငွေသားနဲ့အာဟာရအထောက်ပံ့တွေပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါတဲ့ ယခုဂျုံလာဆန်းကစတင်ပြီးသလကြာကာလအတွင်းမှာ လူဦးရေတသိန်း5000ခန့်ကိုစီစစ်ရွေးချယ်ပြီးထောက်ပံ့ကူညီသွားမှာဖြစ်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ 2025ခုနှစ်မှာ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းများအတွက် EU ရဲ့အကူအညီဟာစုစုပေါင်းယူရို၈တရမ9တန်းအမေရိကန်ဒေါ်လာ10တန်းအထိရှိလာခဲ့ပြီးမြန်မာနိုင်ငံမှာအကျက်သေးကာလဆာလောင်မှုတိတ်မှုပြဿနာကို ဖြေရှင်းဖို့ WFP ရဲ့လုပ်ငန်းတွေအတွက်အများဆုံးပံ့ပိုးကူညီတဲ့အဖွဲ့အစည်းဖြစ်လာခဲ့တယ်လို့သိရပါတယ်ရှင်။